သီးပင်ဒီထဲမှာဥဆူတဲ့သူဟာတိမ်ခတ်တီဖြစ်တယ်။မြေပေါ်အပြင်ကတော့ရှင်သိမင်းကြီးတွေပဲဖြစ်ကြပါတယ်။ဒါပေမဲ့ရေအောက်ကပါကိုစုမှုထားတာကရောဘသူတွေများဖြစ်ပါမလဲ။ဒီမိကုတ်ကိုမေးတဲ့အခါမှာလူများစွာတော့ကပါပေါ်မှာအကြီးမားဆုံးသိဆန်နေဖြစ်ကြတယ်။ဝိလငါးကြီးတွေလို့ဖြေကောင်းဖြေကြပါလိမ့်မယ်။ဒါပေမဲ့ဒီလိုရွယ်စားကြီးမားပြီးအားသိစရာကောင်းလာတဲ့ဝိလငါးကြီးတွေကိုတော့မဲလိုက်စားသုံးလိရှိတဲ့သိဆန်တစ်ကောင်ရှိပါတယ်လို့ပြောရင်ရောတင်ရောက်မှာလား။ ပါတယ်ဒီနေ့မှဆိုရင်တော့အင်မတန်မှစိတ်ဝင်စားကြကောင်းပြီးချစ်ဖို့လည်းကောင်းလို့အားအသင့်စရာလည်းကောင်းလေ Killer Week ကိုအောက်ကရီကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်ဘာပေါ်မှာရှိတဲ့ပင်လယ်သမုဒ္ဒရာကြီးထဲမှာကန်ယူတန်ကန်ကြီးများပူပိုင်းဒေသအနီးအေးပိုင်းမြောက်ဝင်းရိုးစုံနဲ့ဆုံးရှိတဲ့ပင်လယ်ရေနက်ပိုင်းတွေထိကျေပင်းကျဆားနေကြတဲ့သတ္တဝါတွေရောအောက်ကရီပဲဖြစ်ပါတယ်ရာစုနှစ်တည်တည်တောင်ထိုသတ္တဝါကိုနာမည်မျိုးမျိုးပေးခဲ့ကြပါတယ် Black Fish, Grandpa's Wood Killer အစရှိတရားဖြစ်ပေါ်ဆုံးမရှိခြေပြန်လာတဲ့ကဘာသမုတ်တရားတွေထဲမှာအမျိုးမျိုးသောရင်းနှီးတတ်တော်တွေဟာစာကွင်းဆက်အတွင်းမှာနေရာရဖို့ကြိုးစားနေရခြင်းအိုကာရီယာတို့ပြပြတသားထိတ်ဆုံးမှရည်တည်နေကြပါတယ်။ Orsinus Ogras ရဲ့လက်တင်နာမည်အားဆိုရင်တော့ Roman နဲ့ဖျားတော်ဖြစ်တဲ့ Ogras ကနေဆင်းသက်လာတာဖြစ်ပြီး God of the Underworld မြောက်ကဘာရဲ့နှစ်ဖျားနဲ့ Champion of Death တည်ခြင်းတရားရဲ့အောင်မြင်သူလို့အဓိပ္ပာယ်ရပါတယ်။ ပြန်လည်ပြင်းရဲ့ Apex Predator ဖြစ်တာကြောင့်အမဲလိုက်ခြင်းမှာတော်ကျွမ်းကျင်ကြတဲ့တာရည်တွေဖြစ်ကြပါတယ်။ Killer Whistle များကတည်ပြီးခေါ်ဆိုချင်းခံရကြပါတော့လေ။ Ogari ဟာတကယ်တော့လင်းမိုင်မိသားစုထဲမှာပါဝင်ကြပြီး ကြီးစိုးမိသားစုဝင်နေပဲဖြစ်ကြပါတယ်။ဒီနေ့မှဆိုရင်တော့ Ogari ဟာကဘာသမုတ်တရားရဲ့ခြေကမှတ်မိရန်တွေကိုရဲတရိတ်ဆန်ဒီထဲမှာပါဝင်နေကြပါတယ်။သူ့ရဲ့ထူးခြားတဲ့ဖြူမဲရောင်နဲ့ကြီးမားတဲ့ခန္ဓာကိုယ်ရောင်အကြောသောယဉ်နေသက်သွားရင်းနဲ့ရှိရင်တော်တော်လေးကိုကွဲပြားနေကြပါတယ်။ ကီလိုဝေးထီးတရာဆိုရင်တော့9မီတာလောက်ထိကိုကြီးထွားနိုင်ကြပြီးတမ်ဘက်ထရီတန်လောက်ထိကို၄ချိန်ရှိနိုင်ပါတယ်။ဒါကတော့အမေရိကန်နိုင်ငံစကူဘတ်တစီရဲ့အရွယ်စားနည်းနည်းယူပါတယ်။ဒါဒီမကတည်းပဲသူတို့ကဒီလိုကြီးမားတဲ့ခန္ဓာကိုယ်ကြီးရှိတာတော့ကဘာပေါ်ကယီနီနိုတိုက်သက်သွားရည်ထဲမှာဒုတိယအမြင်ဆုံးတွေဖြစ်ကြပါတယ်။ဒါကတည်းဟန်ဆိုရင်ယီမျက်နှာပြင်အနီးလေးထဲကို15ပြီလောက်ထိကုန်ထွက်နိုင်ကြပါသေးတယ်။ သက်ရှိတဲ့တော်တော်ရင်းလေးဖြစ်တာကြောင့်အိုဂါရီဟာတစ်ခါတည်းမှာအသက်80 80လောက်ထိကိုနေနိုင်ကြပါသေးတယ်ကျေဝစ်ဒီရဲ့ဘိုက်ဖို့ဟာဆိုရင်လေ133မဂါပက်စကယ်လောက်ရှိပြီးတရိတ်ဆန်ဒီအလုံးထင်မှာပြင်းအများဆုံးဖြစ်ပါတယ်။နောက်ရအောင်ပြောရမယ်ဆိုရင်ငမန်းတောင်ရဲ့ဘိုက်ဖို့ဟာ29.5မဂါပက်စကယ်လောက်ထိပဲရှိပါတယ်။ဒီလိုအားအသေးစရာလက္ခဏာတွေကြောင့်ပဲအိုကာရီဟာကမ္ဘာသလုံးစရာကြီးရဲ့အစာကွင်းစက်ထိတ်ဆုံးမှာရပ်တည်နေကြတာဖြစ်ပါတယ်။ ်ရာတခါလေးလောလောလေးတော့မရှိကြပါဘူး။ပိုးစုခွန်ရဲ့မိသားစုဖွဲ့ရင်နဲ့မဲလဲချက်စားကြတာဖြစ်ပါလေ။ပိုးတို့ကမှဆိုရင်တော့သူရဲ့ဖားဖြစ်သူတက်ချီအိုပါမတကောင်နဲ့သူမရဲ့မျိုးဆက်တွေပါဝင်ကြပါလေ။ဒီမိသားစုဖွဲ့ကိုသူမကဥဆောင်ရတာဖြစ်ပြီးရှေးခင်ကလေးကမျိုးဆက်ချက်လက်ဆင့်ကလာခဲ့တဲ့မဲလိုက်ညီနဲ့ဆက်သွေးရင်းနှီးနှံတွေကိုတင်ကြားပေးရပါလေ။ကျောင်းမဲလာနီလာရီကမှာဆိုရင်တော့ဝေဝက်ရှင်နဲ့ intentional breaching လို့ခေါ်ရင်ဒီနေ့နေပဲပါဝင်ပါလိမ့် ဝေးဖော်ရှင်ကတော့ရေခဲပြင်းတွေပေါ်မှာရှိနေတဲ့ပင်လယ်ဖြန်တွေကိုမင်းလယ်ပုဇော်သူရေခဲပြင်းတွေကိုရေတိုင်းတွေလောက်ပြီးဖြိုခွင်းတဲ့နေရာဖြစ်ပါတယ်။ International Bridging ဟာဆိုရင်တော့ကမ်းစက်မှာရှိနေတဲ့ပင်လယ်ဖြန်တွေကိုတိတ်တဆိတ်လိုင်းလုံးနေနဲ့တူတက်လာပြီးဖမ်းယူတာပဲဖြစ်ပါတယ်။ဒီလိုဖွဲ့လိုက်ရင်ညွန့်ညွန့်လုံးဆောင်နိုင်ခြင်းတွေရဲ့နောက်ကွယ်မှာတော့ရှုပ်ထွေးဆန်းကျင်မှုတွေဆက်တွေ့ရင်းနှီးနှံနေရှိနေကြလို့ပါပဲ။အဲ့လိုဆရာကောင်းစွာပဲသိပ္ပံပညာရှင်တွေကဟောကရရဲ့ဆက်တွေ့ရင်းနှီးနှံနေကိုယူလာကြည့်ကြတဲ့အခါ စိတ်ဝင်စားစရာအထက်လက်များပြားကိုတွေ့ရှိခဲ့ကြပါတယ်။ Killer Whales တွေအားဆိုရင် Ecolocation ကိုခေါ်တဲ့ပိတ်သိမ်းမှုကိုအသုံးပြုပြီးရောင်းမှမင်းလိုက်ကြတာပဲဖြစ်ပါတယ်။မယ်လွန်ကနေထုတ်လွှတ်လိုက်တဲ့ vibration တွေအားဆိုရင်တားကောင်ကိုတွားထိမိပြီးသူတို့စီကိုပိတ်သိမ်းနေပြန်လာပါတယ်။ဒီပိတ်သိမ်းမှုကိုအောက်ပိုင်းမီယူကနေပြန်လေရရှိပြီးတော့အုံနှောက်စီကိုပြန်ပို့ပေးပါတယ်။ဒီအားသင့်မှာတားကောင်နဲ့ပတ်ဝန်းကျင်အုံနှောက်ကရှိရှိလေးလေးညီနောက်ပြန်လုပ်ပေးပါတယ်။ A killer whale off the coast of South Africa has been caught on camera hunting and killing a great white shark. <laughs> ။အသေးချင်ရတော့9.3တရာနဲ့6.8ကီဆိုဂရမ်ထိရှိကြပါတယ်။အော်ဂါရီယာ Ancestralization Quota လို့ခေါ်တဲ့မြန်မာတဲ့ EQ တွေရှိကြပါတယ်။အော်ဂါရီရဲ့အုံနာမှာထူးခြားတဲ့ချက်တွေများကြီးရှိကြပါတယ်။ Cerebral Cortex လို့ခေါ်တဲ့အစိတ်ပိုင်းမှာတုခမှုတွေများကြပါတယ်။ပုံပြစဉ်ကို Gyrification လို့ခေါ်ကြပြီး Gyrification ဟာဆိုရင်အုံနာကဒေတာတွေကို process လုပ်ရမှာကိုယ်ထောက်ပံ့မိပါတယ်။ ။အော်ဂါရီကတော့ Jarify ဖြစ်စုံအုံနာတွေကိုပိုင်ဆိုင်ထားကြပြီး5.8ခန့်ရှိပါတယ်။ဒါစီမကသေးဘင်အော်ဂါရီရဲ့အုံနာနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာအကောင်းဆုံးချက်ကတော့သူတို့ရဲ့အင်မတန်မှကြီးထွားမှုမျိုးနေတဲ့ Insular Cortex ပဲဖြစ်ပါလိမ့်မယ်။ Insular cortex ဟာဆိုလို့ရှိရင်အသိဉာဏ်နဲ့ emotion တွေကိုထုတ်လွှတ်ပေးပါတယ်။ဘယူနာတရားစာနာမှု၊အန္တရာယ်ဆက်ဆံရေးနဲ့ self awareness တွေကိုခံစားစေတဲ့အုံနာရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ င်ဆင်းရှင်လာတော့အော်ဂါရီယာလူသားရေလိုပဲစိတ်ခင်စားချက်တွေနဲ့ပတ်သက်လာရင်ဉာဏ်ကောင်းနေကြမယ်ဆိုတာပါပဲ။အဲဦးစရာအကောင်းဆုံးချက်ကတော့ပြည်နယ်သမုဒ္ဒရာကြီးထဲမှာလွတ်လပ်စွာခြေပင်းတက်စားနေကြတဲ့အော်ဂါရီယာလူသားတွေကိုဘယ်တော့မှအနေမပြုဘူးဆိုတာပါပဲ။ပြည်နယ်ထဲမှာအော်ဂါရီနဲ့ကြုံတွေ့လာကြအသက်ဆုံးရှုံးခဲ့ရတဲ့လူသားဆိုပြီးမှတ်တမ်းမျိုးမရှိခဲ့ဘူးပါဘူး။ဒီလိုညံကောင်းတဲ့သတ္တဝါကြီးတွေဟာလူသားတွေကိုတားကောင်းလို့လည်းမမြင်ကြသလိုရံလည်းမပြုကြပါဘူး။ စဉ်ကလေးကမိသားစုကနေအဝေးကိုခေါ်သွားခင်ရပြီးလူသားတွေရဲ့ပျော်ရွှင်မှုအတွက်ကြောင့်စီးပွားတွေလိုနေရာမျိုးမှာပြင်းထန်လာတဲ့ training တွေလုပ်ရတဲ့ဩကာရီကတော့စိတ်ဖြစ်စီမှုတွေကြောင့်ရံမှုသွားတတ်ကြရတယ်ရှိပါတယ်။ကဘာသမုတ်တရားတွေရဲ့အစာကွင်းစားထိတ်ဆုံးမှရည်တည်နေကြတယ်ရန်ကုန်ကောင်းတဲ့အိုကာရီယာလူသားတွေနဲ့ခွေစင်စတီကိုကောင်းမွန်စွာ ပြုလုပ်နိုင်ကြပါတယ်။အခြားသောသားရဲတွေကလူသားတွေကိုမကြာခဏတိုက်ခိုက်တာတွေရှိပေမဲ့လို့အိုကာရီယာထိုကဲ့သို့ပြုလုပ်တာမျိုးလုံးဝမရှိခဲ့ပါဘူး။ တခါတည်းရင်ဆိုရင်ရေအောင်မလေးလာရေးတွေပြုလုပ်နေတဲ့ scientist တွေနဲ့ researcher driver တွေကိုသူတို့ဖမ်းမိထားတဲ့တားကောင်တွေတောင်လာရောက်ပြီးကံပြီးကျွေးမွေးတာမျိုးရှိပါတယ်။အမန်းနေနဲ့ကြုံတွေ့ခဲ့ရတဲ့လူသားတွေကိုလည်းကာကွယ်ပေးတဲ့မှတ်တမ်းတွေရှိပါသေးတယ်။လူသားတွေရဲ့ဘာသာစကားကိုလည်းသူ့ကိုလိုက်ပြောနိုင်ပြီးတခါတည်းရင်ဆိုရင်အတူတူလဲဆုတ်ကစားဖို့စူးစမ်းတတ်ကြပါသေးတယ်။ ီလိုညံကောင်းပြီးကာကြီးရဲ့ ecosystem နဲ့ ocean ရဲ့ food chain ကို balance ပြအောင်နေ့စဉ်နဲ့မျှဆောင်ရွက်ပေးနေကြတယ်။ဒီ apex predator တွေဟာလူသားအလုံးရဲ့ mutual respect ကိုရဖို့ထိုက်တန်ပါတယ်။ကျွန်တော်တို့ရဲ့ကမ္ဘာကြီးကိုဟန်ချက်ညီညီနဲ့ထိန်းထားပြီး ecosystem တွေကိုကူညီဆောင်ရွက်ပေးနေကြတဲ့ဒီသက်သေအားတွေကို appreciate လုပ်ပေးတင်ပြီးရင်းတို့ရဲ့ natural habitat တွေကိုလည်းပြန်လည်ထိန်းသိမ်းဆောင်ရွက်ပေးတတ်ရပါမယ်။ ဝကြီးဆိုတဲ့ဩဃာရီဟာတရိတ်ဆန်တောင်မြတ်တာမဟုတ်ဘဲပို့ဒီရဲ့မိသားစုဝင်ရင်ထမ်းမြက်တဲ့အမေလိုက်တမလူသားကြီးကိုလေးထားကြတဲ့တပ်တော်အားဖြစ်ပြီးအဘကြီးရဲ့ပင်လယ်သမုဒ္ဒရာကြီးကိုဟန်ကျက်ညီညီထိန်းထားပြီးသူတွေပါဒါကြောင့်မို့လို့အလောင်းချိန်မှာဩဃာဆိုတဲ့နာမည်ကိုကြားခဲ့မိရင်အဲ့လိုစရာကောင်းတဲ့ရင်းနှီး Efas Predator ကြီးရဲ့ပါဆိုပြီးဇီးရမိခဲ့ပါစေလို့ဆုတောင်းပေးနေတယ်ဒီနေ့ဗီဒီယိုလေးကိုဆုံးသတ်လိုက်ရပါတယ်